အင်္ဂလာဒီနေ့ကျွန်မပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ no mind နဲ့ careless ဆိုတဲ့ပွဲကြားမှုလေးကိုပြောပြခြင်းပါတယ်။အဲဆိုတော့အခုကြည့်နေတဲ့မိစေကအမြဲတမ်းပေါ့နော်ဒိဋ္ဌိရှိနေတယ်လား။ဒီလိုပြတည်သွားတယ်၊ကတိုက်ပြီးသေးတယ်၊တခုမှဖြစ်လို့သေးတယ်၊သေတဲ့လူတွေကဘာကြောင့်သေသွားလဲဆိုလို့ရှိရင်တော့ careless လို့ခေါ်တဲ့ဒိဋ္ဌိလက်လို့ဖြစ်ခြင်းကြောင့်သေသွားတာပဲဖြစ်ပါတယ်။ ။ဒီနေ့ကျွန်မပြောပြမယ်ဒီအကြောင်းအရာလေးနှစ်ခုရှိပါတယ်။ကျွန်မကတော့ Young Meditation Center ရောင်းကုန်မြန်မာကနေအဲပြောပြနေခြင်းဖြစ်ပါတယ်။ကျွန်မနာမည်က Marilyn Sally ဖြစ်ပါတယ်။ဒီနေ့ကျွန်မဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ no mind နဲ့ careless ကပါပါတယ်။ဟုတ်ပြီ no mind ကျွန်မတို့မှာစိတ်မရှိဘူး။ဆိုလို့ရှိရင်သတိလက်လို့သွားနိုင်လားတော့အဲ့လိုမျိုးမျိုးရှိလာတယ်။ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူး။ ကျွန်မတတိချက်ချလေး no mind နဲ့ careless ရဲ့အဲခွာချားချက်နဲ့ထူချားချက်ကလေးတွေကိုပြောပြသွားပြမှာဖြစ်ပါလေ။အဲ့တော့ဒီမြန်မာနိုင်ငံမှာတော့ဗောနော်ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်သတိအခန်းဆိုတာရှိတယ်။သတိကိုကျွန်တော်အများအားကတ်ရမယ်။အဲ့ဒါကတော့သတိကတ်ခြင်းနဲ့သတိမိခြင်းဆိုတဲ့ဒီစတင်ဘက်နှစ်ခုပေါ့နော်။ရှိတယ်။အဲ့ဆိုတော့ကျွန်တော်ကအများအားသတိလက်လွတ်နေနေကြတာများပါတယ်။ အဲကြောင့်လုပ်ရသေးတာဒီခုခုဖြစ်ထားတယ်ဆိုလို့ရှိရင်လည်းဒါအဲဘုရားဘာသာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တတိအဲတတိကိမဲ့ခြင်းပေါ့နော် careless နဲ့သူတို့တည်သွားကြတာဖြစ်ပါတယ်။ဒါပေမဲ့အနောက်တိုင်းတွေမှာတော့ဘလိုမျိုးသူတို့ကအာကြင့်နေလဲဆိုလို့ရှိရင်တော့ no mind လို့ခေါ်တဲ့စိတ်အလွတ်ထားခြင်းစိတ်လွတ်မြောက်ခြင်းပေါ့နော်အဲ့လိုမျိုးနည်းနဲ့သူတို့ကနေကြပါတယ်။ဒါဆိုတော့ဒီမှာကြင့်နေတဲ့မိတ်ဆွေကဒီ no mind ဆိုတာကြားဘူးလားပေါ့စိတ်မရှိတာကြားဘူးလား ဒီ careless လို့ခေါ်တဲ့သတိမဲ့တာသတိတစ်ခါတော့ကြားလို့တာဖြစ်ပါတယ်ဒီနေ့ကျမအားပြုပြီးတော့ no man ကိုအရင်ရှင်းပြပေးပါမယ်အဆိုတော့ no man ဆိုတာကဘာလဲဆိုလို့ရှိရင် careless နဲ့ no man ကအပေါ်ယံကြည့်မယ်ဆိုလို့ရှိရင် sentu တယ်လို့ထင်ရပေမဲ့အကယ်တမ်းမှာတော့အိဗေကလုံးဝမတွေ့ပါဘူးတဲ့နော်ဒီအသေးစိတ်ကိုကျွန်မကရှင်းပြပေးပါမယ် no mind ဆိုတာကတော့ဒါလဲဆိုလို့ရှိရင်စိတ်မဲ့ခြင်းတမ်းလို့ရှိရင်စိတ်လွတ်မြောက်ခြင်းလို့ ဟုတ်ပါတယ်တဲ့เนาะအဲ့ဆိုတော့ဗုဒ္ဓဘာသာတွေနဲ့เนาะတခြားပေါ့เนาะဒီတရုတ်တွေဘာတွေဆိုလို့ရှိရင်အဲကိုပန်းပညာတတ်တာတွေပြင်အတွေ့အခေါ်ပညာရှင်တွေအဲ့ဒီမှာပေါ့เนาะအဲ့ဒီဟာနေပြီးတော့ Noman ဆိုတာကဆင်းသက်လာတာဖြစ်ပါတယ်တဲ့เนาะအဲ့ဆိုတော့အတိတ်ကဘာလဲ Noman ဆိုတာစိတ်ထဲမှာအာယုံပြပြစေတဲ့ အတွေးတွေခံစားချက်တွေထုံတင်တွေးထားတဲ့အယူအဆတွေမရှိဘဲနဲ့နော်စိတ်ကြည်နဲ့အေးချမ်းနေတဲ့အခြေအနေကိုဆိုလိုပါတယ်တဲ့နော်အဲဆိုတော့ခေါင်းထဲမှာဘာမှမရှိဘူးနော်ဘာမှမရှိဘူးဆိုတာကိုမဟုတ်ဖဲနဲ့နော်လက်ရှိအချိန်ကိုအာယုံစိုက်နိုင်ပြီးတုံ့ပြန်မှုကိုဆိုလိုပါတယ်တဲ့အမှတ်ခုဖြစ်လာပြီဆိုရင်ချက်ချင်းဆိုလိုမှာအဲ့တော့ပြန်နိုင်တာပေါ့နော်။သူကတတိကရှိတာထက်တောင်လွန်သွားတယ်။အဲ့ no mind ဆိုလို့ရှိရင် ်ကတော့ဆုံးဖြတ်ချက်တွေပြန်ဆုံးမှုတွေမရှိပဲနဲ့နော်အလိုလိုအတိစိတ်ကတော့တောက်ပြန်နိုင်တဲ့အခြေအနေတွေရှိတယ်။ဒီမှာကျွန်တော်ကကားစနေချလာစစ်ချက်ခဏဆိုပြတော့လေဟိုဘလိုဘလို time သင်ထားတယ်လို့ပေါ့နော်အဲဒီလိုမျိုးဟိုချက်ချက်ဆိုင်နဲ့ပြန်ဖန်ပြီးလိုက်တာဟုတ်တိတတိယရှိရဲ့ no mind ကပေါ့နော်အဲကြောင့်ဆဲ့ရဲ့အဲလွတ်လပ်စဉ်းစားနိုင်တော့အခြေအနေဖြစ်ပါလေအဓိကလက္ခဏာတွေကတော့လက်ရှိအချိန်ကိုအာရုံစိုက်နိုင် ်လက္ခဏာရှိရဲ့နှုတ်မိုင်းမှာဆက်ရှုပ်ထွင်မှုကင်းစေတဲ့အောက်စားရှိရဲ့နောက်အလိုအလျောက်တုံ့ပြန်နိုင်တယ်အလိုအလျောက်ပြည့်ပြည့်တုံ့ပြန်နိုင်တယ်စိတ်တည်ငြိမ်အေဂျင်ချင်းပေါ့နော်အလိုဖြစ်ပါတယ်တဲ့နော်အဲဆိုတော့ careless ကဘာလို့ပါလဲ careless ဆိုတာကတော့သတိမဲ့ခြင်းပေါ့နော်သတိမဲ့ခြင်းပေါ်ဆခြင်းဂရုမစိုက်ခြင်းလို့အကျိုးသက်ရောက်ပါတယ်တဲ့အတိတ်ဘက်က careless ဆိုတာကတော့နော်အာဒီသတိမလျော့ခြင်းအစိမ့်မကမ်းမဲ့ပြုမှုခြင်းပေါ့နော် င်တဲ့အကျိုးဆက်တွေကိုလစ်မြူချုပ်ခြင်းလို့လည်းပါဝင်ပါတယ်အဲ့တော့သတိမဲ့နေကြတာပေါ့နော်မသိကြအောင်ဆောင်းတာတို့သတိလဲလဲအဲ့လိုမျိုးပဲနေကြရရှိတယ်တဲ့အဲ့ဆိုတော့အာယုံမစုဆောင်နိုင်တော့အခြေအနေဖြစ်တယ်ခဲလဲဆိုတာဗာလဲဆိုရင်အာယုံမစုဆိုင်နိုင်တဲ့အခြေအနေဖြစ်တယ်တဲ့။မှအဓိကလက္ခဏာတွေကဗာလဲဆိုရင်အဲ့ဒီ careless ဖြစ်နေပြီဆိုရင်မေ့လျော့ခြင်း လိုလိုမှာကိုဒီလိုလုံးလိုက်ဘူးလိုလုံးလိုက်ဟိုအလုပ်ကိုမေ့ဒီအလုပ်ကိုမေ့နေအပြစ်တနာလိုအမှားရင်းကိုအဖြစ်နိုင်တဲ့အကြောင်းရင်းကတော့ careless ဖြစ်ပါလေတဲ့နော်ပြီးတော့စိတ်နဲ့ကမ်းမဲ့လှုပ်ဆောင်ခြင်းနော်အာယုံမဆိုင်နိုင်ခြင်းလက်ယူရွှေ့ခြင်းအဓိကခြားနာချက်ကတော့နော်အတိစိတ်ကအတိစိတ် no mind ဆိုတာကလည်းအတိစိတ်ကိုရှင်းတောင်လုပ်ပေးတာနော် no mind ဆိုတာကတော့အတိစိတ်ကိုလေ့ကျင့်ပေးပြီးတော့အခြေအနေဖြစ်ပြီး careless ကတော့ အာယုံစစ်ဆိုင်မှုလျော့ရှာသွားတဲ့ဟာဖြစ်ပါတယ်အဲ့ဆိုတော့ normal နဲ့ careless ကအဲ့ဒီက simple ရုံးမဆိုနဲ့အရှမ်းကွာတယ်။ဒါကျမတို့က careless ဖြစ်နေတယ်။ဒါလည်း careless ဖြစ်နေလဲဆိုတာကိုကျမနောက်ဗီဒီယိုမှာအသေးစိတ်ရှင်းပြပါမယ်။နော်